န်နုနေတာသမီးအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်။တနရီတာသမီးရဲ့ယခုချိန်ယခုကာလမှာအလုံး2မျိုးလောက်အချင်းဝင်ငွေ2မျိုးရချင်းဒီကြုံရတဲ့အချင်းဖြစ်ပါကိုလုံးမယ်လို့ရည်ရထားတဲ့လုပ်တွေရဲတင်းလုပ်ပါအင်တိုင်းအားတိုင်းလုပ်ပါလောကကိုကြွေးကြော်ပြီးတော့လုပ်ပါထို့ပြင်တော့နိုင်ငံရေးချားနဲ့ပတ်သက်တဲ့ကိစ္စလူမျိုးချားနဲ့ပတ်သက်တဲ့ကိစ္စအကူအညီကောင်းအဆောင်မကောင်းတွေလည်းရတဲ့အချင်းဖြစ်ပါတယ် သွားဖို့ရည်ရွယ်ထားတဲ့သူတွေရဲရဲတာသွားပါဗျတင်မောတက်မဲ့သူတွေရဲရဲတာတက်ပါဗျကောင်းတဲ့အစဉ်ပြေမဲ့အချိန်ကိုရှောက်လို့နေပါလေဗျဩသာပစီပိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့တည်တည်ဖွဲ့ဖွဲ့ရဆိုရင်တော့ထီးတို့ဖနက်တို့နာယီတို့ထဲလေးတို့ဝင်ပါလိမ့်မယ်ကြီးကြီးမားမားတဲ့ဆိုရင်တော့ဒေါ်လာတို့တိုက်ကန်းတို့တယ်လီဖုန်းတို့ဝင်ပါလိမ့်မယ်ကောင်းသောဝင်ခြင်းဖြစ်ပါလေဗျမိတ်ဆွေပေါင်းတဲ့နေရာ ကခကကန်ကနာမည်ပါတဲ့သူတွေကိုယ့်ကိုကောက်ကျူးပေးတယ်။၎င်းတို့နဲ့ပူတွဲပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်ပြ။တတိထားမယ်နေ့နဲ့နေ့တခါလဲမှာလိုက်ပါမယ်။အဲ့ဒါကတော့ရှရှလှဝပါတဲ့သူတွေတတိထားရှောင်ကျင်ရမှာဖြစ်ပါတယ်။၎င်းနေ့နဲ့နေ့ကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြံ့စီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။ သာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်။ကာဝယ်မှုရည်ရထားတဲ့သူတွေ9ရက်အတွင်းဝယ်ပါဗျ။ကာကောင်းကတဲ့ကာတစ်ကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ရန်တယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်မလို့ပါဘူး။ကိုကိုရန်လို့တဲ့သူစောင်းမြောင်းတဲ့သူတိုက်ခိုက်တဲ့သူနှစ်ယောက်ရှိနေပါတယ်ဗျ။ အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ပတ်တီကကိုယ့်ရဲ့လုံပိုင်ခွင့်တွေကိုလုံခွင့်မပေးတာချုပ်ချယ်တာဒါမျိုးတွေကြုံရတတ်တဲ့အခြေအနေဖြစ်ကျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးကတော့အစာအိမ်ဥလန်းချောင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ အရဟံအောင်ပြီဆိုပြီးတော့တနေ့ကိုဒီ7ဘက်စိတ်ကမှာပဲဖြစ်ပါတန်တဲ့အကောင်းဘက်ကိုဥတီပြောင်းပြောင်းလဲနေတာ90%ရှိပါလက်လက်ဘာနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့900လို့9000လို့9000လို့39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 00လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်ကလက်ကြီးကလာကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့အဖြူရောင်ဆင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့ ဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်တယ်။တဲရရရတခုညွန်ကြပြဆိုရမယ်ဆိုရင်တော့ပူတင်းပေါင်ဖို့၅လုံးအမွှေးတိုင်း၅တိုင်းဖျောင်းတိုင်း၅တိုင်းတောက်တော်ရင်၅ခွက်မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာညက်ခိုက်ကြည့်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေ ရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြည်နယ်ဘယ်နိုင်ငံတွေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျာမြစ်တာဘူဆူတောင်းပေးခြင်းလို့ပါတလဲလာသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ် ။တလဲအသာသမီးကဒီချိန်ဒီကာလမှာတော့မတွေးပြစ်တာကြာပြီဖြစ်တဲ့မိษွေတွေတငယ်ချင်းတွေရွှေမျိုးညီကိုမောင်နှမတွေနဲ့ပြန်လေစုံစည်းရတတ်တဲ့အချိန်ဖြစ်ပါလေဗျ။ဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့အိမ်သိဝင်ချင်းအစာဥသိဝင်ချင်းအင်တဂရေးရှင်းပိုင်းတွေပြုပြင်ပြင်ဆင်မွမ်းမံရခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းနေတဲ့ကအာဤဥအေအော အောင်တို့အေးတို့အီတို့ပါတဲ့သူတွေကိုယ့်ကိုကောင်းချိုးပေး၎င်းတို့ရဲ့ဘူးတွေပေါက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေ့ကတဟနံပဲပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါ၎င်းနေ့နဲ့နေ့ကကိုယ့်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံ့စီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စ သာသမီမရသေးတဲ့သူတွေသာသမီဝင်ခွင့်ရှိပါတယ်။အောက်ရငကနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းထွက်ပြီးတော့အစ်စ်ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၃ရက်၃ပတ်အတွင်းဝယ်ပါဗျ။ရှန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှန်မလို့ပါဘူးတိုးတိုးလည်းပဲကိုရဲ့အောင်မြင်မှုတိုးတက်မှုကိုမနာလို့လို့ရှန်နေဝိုင်းနေတဲ့အချိန်ဖြစ်ပါတ အခြေအနေပတ်သက်တဲ့ကိစ္စအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စတာယာချင်းပျော်ရွှင်ခြင်းကြည်နူးခြင်းကောင်းသောခီမြတ်သောခီတွေတော့အခြင်းပြားရည်စံခီတွေတော့အခြင်းတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါရပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးရတော့မူးမယ်မောမယ်နှလုံးအားနဲ့ပဲမျက်စိစမ်းသက်ကမယ်ပါဝါတိုးတက်တယ်ဗျဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ အနုတ္တရောပုရိဒဓမ္မတာရတိအောင်ပြီဆိုဒီနေ့ကိုပရိ6ပတ်စစ်ကမှာဖြစ်မိမိအကန့်တရားကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့9 80လို့900လို့9000လို့9000လို့သိန်း90လို့သိန်း900လို့သိန်း9000လို့သိန်း9000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်ကလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်ပါသောဝိစားတွေအပြာရောင်ပါသောဝိစားတွေများများဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံသာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တရရရာတခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးကံရတစ်ချက်တည်းမှာလက်ဖက်သား၈ပုံပုံပါ တပြက်ပြေးမှာအမွေးတိုင်ရှစ်တိုင်ဆိုင်ဖျောင်းတိုင်ရှစ်တိုင်ဆိုင်ပြီးတော့မြဲစွာဖျားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူချင်းမျိုးတို့မှာဂျုံတွေ့ရမယ်ကန်စားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူချင်းမျိုးတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ် ဘယ်နိုင်ငံတွေကြည့်ရှုအားပေးနေရဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမြစ်တာဘုစွတောင်းပေးခြင်းလို့ပါအင်္ဂါသားသမီးတွေအတွက်တပတ်စာတဲတော့ကန်ကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါအင်္ဂါသားသမီးတွေဒီချိန်ဒီကာလမှာတော့ဆရာသမားလိုပုံကိုတပည့်အောက်လက်ငယ်သားလိုပုံကိုတွေနဲ့တိုင်တိုင်ဝန်လုပ်ရတဲ့လုပ်တွေအောင်မြင်ပါလိမ့်မယ် ကိုယ့်ရဲ့အိမ်မှာအလှမင်္ဂလာဆောင်တွေပေါ်တတ်တဲ့အချိန်လည်းဖြစ်ပါမိတ်ဆွေပေါင်းနေတဲ့ကဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေရတော့အိမ်သစ်ဝင်မယ်တိုက်ခန်းသစ်ဝင်မယ်အဆောက်အဦသစ်ဝင်မယ်မိတ်ဆွေပေါင်းနေတဲ့ကတာထတတနာနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းချိုးပေးတယ်၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့လူတွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိယအမှတ်နေ့နဲ့နေ့က ပဖပပယ်မနံပယ်ပါတဲ့သူတွေတတိထားရှောင်ကျင်ရမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စခွန်းတို့ခွန်းပြန်တာမျိုးလေးတွေဖြစ်တတ်တယ်။ခံမပြောနားမထောင်လေးတွေဖြစ်တတ်တယ်။အောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စကိုကိုတော်လန်တာလို့တွန်းလန်တာလို့တိုက်ခိုက်တာမျိုးတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေခုနှစ်ရက်ကြော်မှဝယ်ပါဗျ။ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်မလို့ပါဘူးတိုးတိုးလည်းပဲကိုကိုရန်လို့တဲ့သူစောင်းမြောင်းတဲ့သူတိုက်ခတ်တဲ့သူတယောက်ရှိပါတယ်ဗျအခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကိုရဲ့ချစ်သူကိုရဲ့အိမ်တော်ဘက်တွေကကိုရဲ့နားနေပြီးတော့ဝေးတနေရာကိုထွက်သွားတာမျိုးတွေကြုံရတဲ့အချိန်ဖြစ်ပါဂျမိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ ခါနာမယ်ခါကြိုက်မယ်ကြောက်ကမှကြောက်တယ်တဲ့ချောကကြီးဖြစ်တယ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့သူကတော့အောင်ပြီဆိုပြီးတော့ဒီနေ့ကိုဒီ6ပတ်စိတ်ကမှာပဲဖြစ်ပါတယ်တပတ်တည်းစိတ်ကမှာပဲဖြစ်ပါတယ်တန်တရားအကောင်းမဲ့ကိုဥတီရွေလျားနေတာ80နဲ့မှ900ခန့်လုံးရှိပါတယ် လလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့တရားလို့တထောင်လို့တသောင်းလို့တသိန်းလို့တိမ့်တရားလို့တိမ့်တထောင်လို့တိမ့်တသောင်းလို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်လို့အဖြူရောင်လို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါ တဲရရရတခုညွန်ကြပြဆိုရမယ်ဆိုရင်တော့ဝါညွန်လေးညွန်အမွေးတိုင်းလေးတိုင်းဖျောင်းတိုင်းလေးတိုင်းတောက်တော်ကြီးလေးခွက်မြက်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားရာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ ူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြီးနေဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်းပေါ်မန်ပေါက်မှာရှင်းပြခဲ့ပါအောင်ဖျက်မြစ်တာဖို့ဆူတောင်းပေးခြင်းလို့ပါဗုဒ္ဓဘုရားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးတွေကယခုချိန်ယခုကာလမှာတော့မိမိတူတဲ့တယောက်တည်းကိုပိုင်ဆုံးမြတ်ချက်နဲ့တဆွထိုးလောက်တာတွေကိုတော့ လုံးဝလုံးဝရှောင်ကျင်တဲ့အချိန်ဖြစ်ပါဘာမစို့ကောင်းအေးထားပြီးတော့စဉ်စားဆုံးပြရမယ့်အချိန်ဖြစ်တဲ့တက်သည့်နားလေသူတွေနဲ့တိုင်းတိုင်းမြင်မြင်ညင်ညင်နိုင်နိုင်လုံးဝမယ့်အချိန်ဖြစ်ပါကိုတူတဲ့တယောက်တည်းတစတူလို့ရင်တော့အမှားတွေ့တဲ့အတွက်ဗျာဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတေချာသိမ်းဆည်းထားပါလိမ့်မယ်တခုခုကံချင်းကြပြောက်ချင်းကပိုက်နိုင်ခံချင်း မေ့ကြံရင်ခဲ့ရခြင်းဖြစ်တတ်ပါလေဗျမိမိမိတ်ဆွေပေါင်းတင်တဲ့ကစစစစညနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တယ်လို့တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်တတိထားမဲ့နေ့နဲ့နေရာတဟာနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်အောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တရင်ရမယ် ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ၃ရက်၃ပတ်အတွင်းဝယ်ပါဗျ။ရှန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရခင်ကဖြစ်ခဲ့ဘူးသော ပြဿနာအဟောင်းရှန်အဟောင်းနဲ့ကိုယ်တဖန်ပြန်ပြီးတော့စောင့်ကြည့်ရလို့ပြဿနာရှာလာလို့ရန်စကျူးကျော်တိုက်ခိုက်တာတွေရှိပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့တူတင်ကိုတင်ပြောရဆူရ ရှင်းရလင်းရစရာကိစ္စတွေပေါ်တတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးရလက်တစ်ဖက်ထုံတာကျင်တာကြိုက်တာခဲတာတွေဖြစ်တတ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇ္ဇာစာရဏတံမန်တော့အောင်ပြီဆိုပြီးဒီနေ့ကိုပတိသုံးပတ်စိတ်ကမှာပဲဖြစ်ပါတယ်တပတ္တိတိစိတ်ကမှာပဲဖြစ်ပါတယ်

အဝိဇ္ဇာတွေကိုဝိစင်ခြင်းအပြင်ကိုဘကနေကံတာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုဘပါလာမှာပဲဖြစ်ပါတယ်တရောရတာတခုကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့ပန်းအဝါရောင်၅ပွင့်အမွှေးတိုင်း၅တိုင်းတောက်တော်ရင်၅ခွက်မြဲစွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမျိုးမှာကြုံတွေ့ရမယ်ကံစားရာညံ့ခိုက်ကြည့်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေ ကြောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေရယ်ဆိုတော့ကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမြေတာဖို့ဆူတောင်းပေးခြင်းလို့ပါတာတာပြိတာတက်မိတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖန်ချပြဆိုပေးမှာဖြစ်ပါတယ် ဂျာတာပရိသတ်သမီးကဒီချိန်ဒီကာလမှာတော့ငွေကြေးကြီးကြီးမားမားရင်းနှီးမြုပ်နေတဲ့ကိစ္စတွေဆိုရင်တော့အချိန်ရွှေဆိုင်တာပါရက်ရွှေဆိုင်တာဖို့လိုအပ်ပါတယ်ဗျ။ဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တွတ်တန်တက်တတိစတဲ့ပစ္စည်းတွေဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကစဆစစညနာမည်ပါတဲ့သူတွေကိုယ်ပေါင်းကြိုးပေးတယ်။ တတိထားမယ်နေနဲ့နေရတော့ကခကကံကနာမည်ပါတဲ့သူတွေတတိထားမယ်ဒါပြင်းနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လက်ငတာနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရှာမယ်အသက်နှစ်ယောက်ရောက်လာဖို့လည်းရှိပါရန်တဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရခင်ကဖြစ်ခဲ့ဘူးသောပြဒနာအဟောင်းရှင်အဟောင်းမျိုးပြန်လဲတတိထားမှာဖြစ်ပါတယ် ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ဒီခကိုယ့်ရဲ့မှားွက်တွေကိုမျက်စိတောက်တောက်ကြည့်နေတာမျိုးတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါကျမအိနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ခြေောက်အောက်ပိုင်းကျွတ်တက်တာလေးတွေဖြစ်တတ်တယ်။ဥကောင်းပိုင်းကြီးပေါင်းယောဂါလေးတွေဖြစ်တတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ လောကဝိတုအောင်ပြီဆိုပြီးတော့ဒီနေ့ကို ပတိ၄ဘတ်စိတ်ကမှာပဲဖြစ်ပါတယ်တပတ်တိတိစိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတည်ရွေ့လျားနေတာ100%ရှိပါလလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့900လို့9000လို့9000လို့9သိန်းလို့3900လို့3900လို့3900လို့ဝင်လာတက်တဲ့အချိန်ဖြစ် တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာရောင်ပါသောဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကံသာစီရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တော့ရရာတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အုံနှုတ်ခေါက်ဆွဲတပတ်ကံစတိစုံလေးတက်ဒီဘက်ဘေးမှာမှုရတဲ့တိုင်းဆိုင်ဖျောင်းတဲ့တိုင်းဆက်ပြီးတော့ရဲဆော်ဖျားကိုကတ်လူပူဇော်လူတန်းပါ ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာငန့်ခိုက်ပြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းမှာဗျ။လူကြီးမင်းတို့အနေနဲ့ DPU ဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံတွေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျ။မြစ်တာဘူး ဆူတောင်းပေးခြင်းလို့ပါတောက်ကြတာသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်တောက်ကြတာသမီးကဒီချိန်ဒီကာလမှာတော့ဖြက်ခနဲ့ပြောင်းပြီးတော့ကွက်ခနဲ့ကောင်းစီမဲ့အချိန်နေကောင်းခွင့်ကာကောင်းရှောက်လို့နေပါတယ်ဗျမိမိရည်ရထားတဲ့လုပ်တွေအင်တာရတိုင်းလုပ်ပါရှယ်တင်းနေလုပ်ပါမိသူတို့တယောက်နဲ့မှတိုင်မြင်နေကြမလို့ညှိနှိုင်းနေကြမလို့ အောင်မြင်မဲ့ချိန်ကိုရောက်ပြီဗျ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေရွှေတွေပြန်ဝင်လာတတ်တဲ့အချိန်ဖြစ်ပါလေဗျ။မိမိမိတ်ဆွေပေါင်းတဲ့နဲ့ကအာဤဥအေဩအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေကိုယ်ကောင်းချိုးပေးတယ် ၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေ့တခါလဲမှားလိုက်မယ်ကခကကငါနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိထောက်ထောက်ကြည့်နေဖို့လိုအပ်ပါကားဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့16ရက်နောက်ပိုင်းမှာဝယ်ပါ ရှန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှန်မလို့ကို့ရှန်လို့တဲ့သူစောင်းမြောင်းတဲ့သူတိုက်ခိုက်တဲ့သူနှစ်ယောက်ရှိပါအခြေအနေအနေပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ချစ်သူရီးသားတွေဆိုရင်တော့အချစ်နဲ့ကြုံရတဲ့တဲ့ကိန်းကနဲမျိုးရောက်လို့နေပါလေအိမ်အောင်တယ်တွေကတော့ကလေးဝင်ကိန်းရှိပါဝင်တော့ကလေးအကျိုးပေးပါတယ်ဗျဂျမိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ အကျော်စင်းမြင့်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါလေကြီးပေါင်းယောဂါတွေဖြစ်တတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုပြီးတော့ဒီနေ့ကိုပတိလေးဘက်စိတ်ကမှာပဲဖြစ်ပါကိုယ့်ရဲ့တန်တရားအကောင်းဘက်ကိုပြောင်းလဲနေတာ90ရာခိုင်နှုန်းရှိပါ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့600လို့6000လို့6000လို့6သိန်းလို့360လို့3600လို့3600လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့အဖြူရောင်လို့အဝါရောင်လို့အသားရောင်လို့စင်ဆွဲရောင်လို့အဝါနုလို့ပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ကျင်းအားဖြင့်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွင်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်။ဒါရောရတဲ့အခုညွန်ကြားပြဆိုရမယ်။ဆိုရင်တော့ရွှေလာလေးညွန်အမွေးတိုင်းလေးတိုင်းဖျောင်းတိုင်းလေးတိုင်းတောက်တော်ကြီးလေးကွက်မြဲစွာဖျောင်းကတ်လူပူဇော်လူတန်းပါ။ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကန်စားတာအညံ့ခိုက်တီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေ ရောက်ရှိစီမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမျိုးအနေနဲ့ဒီဗီဒီယို ဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြေတာဖို့ဆူတောင်းပေးခြင်းလိုပါ စနေသားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာဦး ထကြားပြဆိုပေးမှာဖြစ်ပါတယ်။စနေသားသမီးရဒီချိန်ဒီကာလမှာတော့စာကျုပ်စာတမ်းတွေမှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်ဖို့ရှိပါတယ်။ကောင်းသောထိုးခြင်းဖြစ်ပါတယ်ဗျ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ထွက်နေဆုံးရှုံးနေတဲ့ရွှေတွေငွေတွေပစ္စည်းတွေပြန်လည်ဝင်လာတတ်တဲ့အချိန်ဖြစ်ပါမိမိမိတ်ဆွေပေါင်းတဲ့ကအတီဥအေအော အောင်လို့အေးလို့အီလို့ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့လူတွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်မယ်။တတိထားမဲ့နိနံနေရတာထတဒနနာမည်ပါတဲ့သူတွေတတိထားရှောင်ခြင်းရမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရောက်ပြီးသားသာသမီဆိုအိမ်ရနေထွက်သွားဖို့ရှိပါ ရန်နယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းအမျိုးသမီးတူကကိုရန်လူနေတာမျိုးကိုတွေ့ရပါကားဝယ်ဖို့ရည်ရထားတဲ့သူတွေကိုရဲ့အတွင်ဝယ်ပါဗျအခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့သုံးဝင့်ဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတတ်ပါတယ် ဓမ္မရည်နဲ့ပတ်သက်တဲ့ကိစ္စလေးရတော့မူခြင်းမောခြင်းနှလုံးအားနဲ့ခြင်းနှလုံးစီပုံခြင်းနှလုံးသွေးကြောခြင်းခြင်းနေဖြစ်တတ်ပါလေမျက်စိစမ်းသက်ကြတာမျိုးပါဝါတိုးရတာမျိုးလည်းကြုံရတတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ လောကဝိတုအောင်ပြီဆိုပြီးဒီနေ့ကိုဒီ၄ဘက်စိတ်ကမှာပဲဖြစ်ပါတယ်တပတ်တည်းဒီစိတ်ကမှာပဲဖြစ်ပါတယ်ကံတရားကောင်းဘက်ကိုဥတီပြောင်းလဲနေတာ82မှ900ခန့်လုံးရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့၃ခန်းနဲ့ပတ်သက်ပြီးဝင်လာလာလိမ့်မယ်300 300 300 300သိန်း30သိန်း300သိန်း300သိန်း300ဝင်လာတဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ plan ရဟုတ်အဖြူတွေနဲ့ဒီပါတော့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မယ်တဖက်လူကိုယ့်မှာပါလာမှာပဲဖြစ်ပါတယ်တဲ့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေပကံများတစ်ချက်ထဲမှာထညာခဲခုနှစ်ခဲထဲပါအမွေးတိုင်းခုနှစ်တိုင်းဆိုင်ဖျောင်းနဲ့ခုနှစ်တိုင်းဆိုင်လို့မြဲဆိုအပြေအောင်ကတ်လူပူဇော်လှူဒန်းပါ ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာလာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျ မေတ္တာပို့ဆူတောင်းပေးခြင်းလို့ပါ